ောက်တော့ကဒီမလေးဒါရက်အပ်တယ်လားစကိုင်းမျိုးကိုလူရင်လို့ပါဆိုပြီးတော့လာရောက်ဆက်သွယ်ထားတဲ့တင်ငယ်ချင်းတွေအားလုံးကျွန်တော်မက်ဆေ့ချာလူတွေအားလုံးနဲ့ကျွန်တော်စာပြင်ပါမယ်အားလုံးကျွန်တော်အလူငွေလက်ခံပြီးတော့လှူပေးပါမယ်ဗျာနော် ဒါစကိုင်းမြို့မွေးကျူရေခဲမုံဆိုင်ကျွန်တော်အခုရိုက်ပြထားတာပေါ့နော်အောက်ထက်ကြီးတစ်ထပ်လုံးအောက်ထက်မှာနင်းမြုပ်သွားပြီးတော့လူတွေအားလုံးနဲ့ထဲမှာပိတ်မိနေတယ်တေဆုံးနိုင်လည်းရှိတယ်လို့သိရပါတယ်ကယ်ဆယ်ရေးတွေတော့ကယ်ထုတ်နေကြပြီပေါ့နော်ဒါတော့စကိုင်းမြို့ပန်းတော့ရောက်ကရွှေကဘာဟိုတယ်ပါအတွင်းမှာပျက်စီးမှုတွေရှိပြီးတော့တေဆုံးပိတ်မိနေတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်ဒီနေ့တော့ဒါကယ်ဆယ်ရေးတွေကယ်ထုတ်နေကြပါပြီစကိုင်းတမျိုးလုံးနှိပါပျက်စီးဆုံးကြုံမှုတွေအရင်များပြီးတော့တေဆုံးတဲ့သူတွေလည်းအရင်အောင်များပါတယ်တော်တော်လေးကိုမှစိုးပါတယ်ဗျာနော်အဲ့တော့အရင်ရက်တွေတော့ကျွန်တော်လူချင်းလို့ဆိုပြီးဆက်သွယ်ထားတဲ့ message မှာအများကြီးရှိပါတယ်ကျွန်တော်အားလုံးဆက်သွယ်ပေးပါမယ်ထပ်ပြီးတော့လူချင်းတဲ့သူတွေလည်း Facebook မှာဆိုရင်ကျွန်တော်ရဲ့ Cooking for you TH ေပေ့ message မှာဆက်သွယ်လို့ရပါတယ်ကျွန်တော်အတန် file နဲ့ပဲ reply ပြန်ပေးပါတယ်ကျွန်တော်အတန်နဲ့ပြန်မှာကျွန်တော်အစ်စ်ပါအတူတွေပိုင်းနဲ့တွေ့မှာဆိုလို့ပါတညာကို2543211943ရဲ့ Viber Telegram ကိုလည်းဆက်သွယ်လို့ရပါတယ်။ကျွန်တော်တို့အခု live နေတဲ့အချိန်လေးမှာကျွန်တော်ဒါအလုံးတွေအကျိုးရှိအောင်ပေါ့နော်။ Internet ကိုအသုံးချပြီးတော့ရေးပေးတော့လုံမျိုးပဲကျွန်တော်လိုအပ်တဲ့နေရာတွေရောက်အောင်လှူဒန်းပေးပါမယ်။ကျွန်တော်ကိုယ်တိုင်လည်းဒါဒီငလင်ပေးမှာကိုရိခံစားရတာပဲပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့က ဆိုင်ဖြစ်တဲ့ကြောင့်မလို့တိုင်မဟုတ်တဲ့တကြောင့်မလို့ပေါ့နော်ဆိုင်ရဟောကန်းဖြစ်တဲ့ကြောင့်မလို့တိတ်ပြီးတော့ထိခိုက်မှုမရှိဘူးပေါ့နော်အဖွားကိုကျွန်တော်တို့အပြင်ရောက်ထုတ်ရတဲ့အချိန်မှာလဲတာတွေနည်းနည်းထိခိုက်မှုလေးရှိပေမဲ့လို့အရင်စိုးစိုးဝါးမဖြစ်ဘူးအုတ်တိုင်းနေပြိုတယ်ဆိုင်မှာဆောက်ဆောက်ဆိုင်ဆိုတော့ gas oil တွေပါလဲလို့ gas တွေပါပေးရတဲ့စိတ်ပူရတာလေးနည်းနည်းဖြစ်ပေမဲ့လို့အရင်စိုးစိုးဝါးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ဆိုင်အတွက်မလိုပါဘူးကျွန်တော်တို့အတွက်မလိုအပ်ဘူးပေါ့နော်တကယ်လိုအပ်ပြီးတော့ပျက်စီးဆုံးမှုများတဲ့နေရာတွေကိုပဲကျွန်တော်လှူဒန်းပေးမှာဖြစ်ပါတယ်အခုကျွန်တော်ရိုက်ပြထားတဲ့အတိုင်းပဲဗျာကျွန်တော်ဘယ်ဟာပါဆိုရည်တော့အသေးစိတ်ကြီးမပြောပြတော့အားလုံးမြင်တဲ့အတိုင်းပဲလုံးလိုက်ပြိုကြတာတွေရောမြေကြီးတွေကိုနင်းမြုပ်သွားတာတွေရောလူတွေပိတ်မိနေရတွေရောပျက်စီး ီးဆုံးကျုံးတာတွေအများကြီးရှိတယ်ပေါ့နော်မျိုးပြက်ကြီးတစ်ခုလို့ဖြစ်နေပြီးတော့တော်တော်ဆိုးဆိုးွားပါပြီဗျာနော်အဲ့တော့စကိုင်းကအဆိုးဆုံးလားဘယ်ဟာဆိုးဆုံးလားဆိုတော့ကျွန်တော်မသိဘူးပေါ့နော်တနိုင်ငံလုံးနှီးပါဖြစ်တာပေါ့နော်ဒါစကိုင်းရဲ့အခြေအနေကိုပဲကျွန်တော်အလုံးအများသိအောင်ပေါ့နော်လှူခြင်းနဲ့တွေ့လဲလှူလို့ရအောင်ပြပေးတာဖြစ်ပါဒီလိုဟာကြီးတွေကျွန်တော်လည်းရိုက်ပြီးတော့မတင်ချင်ပါဘူးသို့တော်လည်းဒီလိုပြမှလည်းဒါအများသိရှိပြီးတော့ပေါ့နော် ဒါဖြစ်သွားတာယူဘာမှလုံးလို့မရတော့ပါပဲလို့ပြန်လဲထူထောင်ရေးအနေနဲ့ပဲဖြစ်ဖြစ်เนาะဒါကယ်ဆယ်နေကြတဲ့ကယ်ဆယ်ရေးအဖွဲ့တွေပဲဖြစ်ဖြစ်အခုလက်ရှိမှာလိုအပ်နေတဲ့အရာတွေကိုလှူဒန်းပေးနိုင်မှာဖြစ်တယ်ပေါ့เนาะကျွန်တော်တို့ကိုယ်တိုင်လည်းအခုအဆောက်အဦတွေထဲမှာနေလို့မရဘူးကွင်းပြင်တွေမှာနေနေရတယ်ကျွန်တော်တို့လည်းစကူမော်ကျောင်းထဲမှာနေရဒီနီးနားဝန်းကျင်မှာသခိုင်းတစ်မျိုးလုံးနေပါပဲဘေးကင်းရမှာနေနေကြရတာပေါ့เนาะအဲ့တော့အသက်ဘေးကနေလွတ်တဲ့သူတွေအနေနဲ့လည်းအစာရေးတောက်ရေးတွေခက်ခဲနေကြတယ်အဲ့တော့အစာတောက်တွေရေးတွေလိုအပ်တယ်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအတွက်ပေါ့เนาะဒါဆေးဝါးတွေဘာတွေဆိုလဲလိုအပ်တယ်ပေါ့เนาะအဲ့တော့လှူဒန်းလိုက်တဲ့ငွေ100ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်2000ပဲဖြစ်ဖြစ်အားလုံးက အကျိုးရှိမှာပါလိုအပ်တဲ့နေရာတွေကိုရောက်ရှိအောင်ကျွန်တော်တို့လှူဒန်းပေးသွားမှာဖြစ်ပါတယ်။စကိုင်းမှာဒါယုံကြည်စိတ်ချရတယ်ပေါ့နော်လိုက်လှူနေကြတဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒါလှူတာကတော့ငွေသားဖြစ်ရင်ဖြစ်မယ်ရေဖြစ်ရင်ဖြစ်မယ်အစားအသောက်ဖြစ်ရင်ဖြစ်မယ်စေဝါဖြစ်ရင်ဖြစ်မယ်ကျွန်တော်တို့လိုအပ်တာကို ချိတ်ဆက်ပြီးတော့လှူဒန်းပေးသွားမှာဖြစ်ပါတယ်လှူဒန်းဖြစ်တဲ့မှတ်တမ်းကိုလည်းကျွန်တော်ဗီဒီယိုတွေမဟုတ်ရင်တောင်မှပုံလေးတွေကျွန်တော်ရိုက်ပြီးတင်ပေးသွားမှာဖြစ်ပါတယ်ဗျာနော်ဒါတော့ဇာခိုင်းကမြက်ကိုပိုင်ထက်တန်းကြောင်းပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်လည်းကလေးငယ်တွေမူကြိုကလေးငယ်တွေပိတ်မိပြီးတော့ဒါတည်ဆုံးသွားတာကြီးအများပြားရှိတယ်ပေါ့နော်တချို့အဆောက်အဦတွေပြိုကျတာကြီးကြတော့မိသားစုဝင်တွေကလွတ်တဲ့သူတွေရှိတဲ့အနေအထားမှာတော့အထက်မှာဘယ်နှဦးကျန်ခဲ့တယ်အာဘယ်သူအသက်ရှင်သေးတယ်ဆိုတာသိရပင်မဲ့လို့တချို့အဆောက်အဦလိုက်တွေပြိုကျပျက်စီးသွားပြီးတော့မိသားစုဝင်တွေကလည်းအပြင်ကိုအာလွတ်မြောက်လာတဲ့သူမရှိတဲ့အနေအထားတွေမှာဆိုလို့ရှိရင်တော့အလုံးအထက် ဲမှာပိတ်မိသွားပြီးတော့ဘယ်နှဦးသေးဆုံးလဲဘယ်နှဦးချင်ပြီးကြံရက်လဲအထဲမှာဘယ်နှဦးပိတ်မိနေလဲဘာမှမသိရဘူးပေါ့နော်အဲ့လိုအဆောက်အဦတွေကြတော့အဆောက်အဦတွေကိုဖော်ကြည့်ပြီးမှသာလေးရင်အထဲမှာသေဆုံးတဲ့သူဘယ်နှဦးရှိလဲဆိုတာအတည်ပြုလို့ရမှာပေါ့နော်မတွေ့ရသေးရပါဘူးဗျာနော်ပျက်စီးဆုံးရှုံးမှုတွေအသက်ဆုံးရှုံးတဲ့သူတွေကတော့အများကြီးပါပဲငလင်းလောက်သွားတဲ့အချိန်မှာတော့အလုံးကသူ့မကယ်နိုင်ကိုမကယ်နိုင်ပဲပေါ့နော်ဟို ူကူကိုပဲယုံထွက်ကြရင်လည်းပဲပြီးသွားပြီဆိုတဲ့အချိန်ညမှာဒါဘယ်သူကဘာဖြစ်သေးလဲပဲဘယ်နာကဘာဖြစ်လဲတွေးပူကြပြီးတော့အလုံးစိတ်ပူကြပြီးတောကရောက်ကြရတာပေါ့နော်တစ်ချိန်နဲ့လည်းမဟုတ်ဘူးဗျာနှစ်ချိန်သုံးချိန်လောက်ပေါ့နော်ရက်လိုက်လှုပ်လိုက်နဲ့ဖြစ်တာဆိုတော့အလုံးတော်တော်လေးဟိုမှာအဆိုးဝါးဆုံးပါပဲဗျာနော်ဒါငလျင်ပြင်းအားလည်းညမနိုင်ငံဆန်ချိန်ရအဆိုးဆုံးဆိုတော့ပေါ့နော်တော်တော်လေးဟိုမှာပျက်စီးမှုတွေလည်းများပါတယ်အဲကျွန်တော်တို့ဆိုလို့ရှိရင်လည်း ဆိုင်မှာဗောနော် အများသူများတွေလောက်ဗောနော်မစိုးဆိုပေမဲ့လို့ပျက်စီးဆုံးရမှုတွေရှိပါတယ်ကျွန်တော်လည်းအဖွားကိုစိတ်ပူရတာဗောနော်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့မနက်ခင်းအိုင်ငလင်းလို့တဲ့မနက်ပိုင်းอ่ะဗောနော်၄နာရီလောက်မှာကျွန်တော်တို့ထမင်းကြော်ပွဲ360ကြော်လောချက်ပြုတ်ပြင်ဆင်ပြီးတော့၄နာရီခွဲလောက်မှာတက်ကြဒီတာစာတင်တိုက်ကိုကျွန်တော်တို့သွားပြီးတော့အိုင်အောင်ဆုံးကတ်တာဗောနော်ဆုံးကတ်ပြီးတော့6နာရီလောက်မှာပြန်လာ6နာရီကြော်လောက်မှာပြန်လာပြီးတော့ကလေးတွေလည်းပင်ပန်းလို့ဆိုပြီးကျွန်တော်စိုင်ပိတ်ပြီးတော့အားလုံးအိတ်နေကြတဲ့အချိန်မှာဖြစ်သွားတာဗောနော်အဲ့တော့တယောက်တနေရာစီတွေနဲ့အဖွားညီမလေးတွေကိုကျွန်တော်အပြင်ရအောင်ခေါ်ထုတ်ရတာဗောနော် gas oil တွေဘာတွေလဲ ဒါတော့နော်ဟိုပေါက်မှာကွဲမှာကြောက်ရတယ်လေနော်အဲ့လိုစိတ်ပူမှုလေးတော့ဖြစ်သွားတာပေါ့ထိခိုက်တယ်ကလည်းနည်းနည်းပါးပါးပဲရရှိတာပါအုတ်တိုင်းတွေပါရတော့ပြိုသွားတယ်အကျွန်တော်ဆိုင်ဖြစ်တာလေးလည်းကျွန်တော်နောက်ပိုင်းမှာရိုက်ပြထားရပေါ့နော်ဒါပေမဲ့ကျွန်တော်ဆိုင်အတွက်ကတော့ဟိုအရင်ဆူသွားမှုတွေကြောင့်မို့လို့လိုအပ်တာဘာမှမရှိပါဘူးဒါဘေးရန်တွေကင်းတာပဲဒါကန်ကောင်းတယ်ပဲပြောရမှာပေါ့နော်အဲ့ဒါကိုပဲဘယ်လိုပြောမလဲ တော်တော်လေးကိုကန်ကောင်းတာဗောနော်ဒီကအသက်အန္တရာယ်ကအရေးကြီးတာပဲလေနော်အဲ့တော့အသက်ထိခိုက်ဆုံးရှုံးသွားတဲ့သူတွေအတွက်တော့တကယ်လည်းစိတ်မကောင်းပါဘူးကျွန်တော်တို့စိတ်မကောင်းဖြစ်နေုံနဲ့လေဘာမှလုပ်လို့မရတော့ဘူးဗောနော်တဘောကဘေးရန်တည်းရယ်ဆိုတော့ကျွန်တော်အခုထိလည်းငြိမ်သက်မှုမရှိသေးပါဘူးတနေ့ကို၄ငါးကလှုပ်နေကြတော့မယ်ဗောနော်အဲ့တော့ line လေးမိလာတာကိုလည်းကျေးဇူးတင်ရမှာဗောနော်အဲ့တော့ internet line လေးရလာလို့ကျွန်တော်အခုလိုမျိုးလှူချင်တဲ့သူတွေကိုလည်းဆက်သွယ်ပြီးတော့အလှူဒန်းဝင်ရတော့မှာဗောနော်အဲ့တော့လှူချင်တဲ့တင်ငယ်ချင်းတွေကျွန်တော်စီမှာဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့လိုဝဲတဲ့နေရာတွေကိုရောက်ရှိအောင်လှူဒန်းပေးပါမယ်ဗျာနော်ကဲဆက်ပြီးတော့ရိုက်ပြပေးပါအောင်မယ်နော် ပျက်စီးဆုံးရှုံးတဲ့အဆောက်အဦတွေနော်ကျွန်တော်ရိုက်ရတဲ့လောက်လေးရိုက်ပြပေးလိုက်ပါတယ်ဒါတွေဆိုလည်းလုံအောင်ပုံကြပြီးတော့ပျက်စီးနေတာပဲပေါ့နော်တချို့နေရာကြီးမှာကဲဆယ်ရေးတွေလုံနေလို့ကျွန်တော်တို့ဝင်ရိုက်လို့မရတဲ့နေရာရှိတယ်ပေါ့နော်လမ်းတွေပိတ်ထားတာပေါ့နော်ဒါဆိုလို့ရှိရင်လည်းမင်းလန်းထဲမှာပေါ့နော်ဒါမင်းလန်းနေရာတော်တော်ဆိုးတယ်ဗျာငလင်းကျော်လို့ပြောရမယ်ဒါဆိုအဆောက်အဦတစ်ခုလုံးပြိုကျနေတာကိုထိတ်ကနေဖောက်ပြီးတော့ကဲဆယ်ရေးတွေကဲဆယ်နေကြတာပေါ့နော်အထက်မှာတော့အသက်ရှင်နေသူရောအသက်ဆုံးရှုံးနေသူတွေရောရှိတယ်ပေါ့နော်အဲ့တော့ကဲဆယ်ရေးတွေလည်းတဏီကိုနှီးပါပေါ့နော်တောက်လျှောက်တဏီယာပြီးတဏီယာ ကယ်ထုတ်နေကြပါတယ်ဒါကတော့သကိုင်းတရားပေါ့နော်သကိုင်းတရားကလည်းအဟောင်းပေါ့နော်ပြိုကျပျက်စီးသွားပါတယ်ဒါကတော့စကူမော်ကျောင်းတွေကဖះစီတီပထိုးတွေနည်းနည်းပါပျက်စီးတာလေးတွေပေါ့နော်ဒါကတော့ကျွန်တော်တို့စကိုင်းမြို့ပန်းတော့ရက်ွက်ထဲရပါတော့အဆောက်အဦးတွေပျက်စီးတာလေးတွေပါဒါကတော့ကျွန်တော်ဆိုင်မှာကျွန်တော်ဆိုင်ကတော့ဆိုင်ရှိမှာတဲပြိုတယ်အုတ်တိုင်းပြိုသွားတယ်ပေါ့နော်အဲ့လောက်ပါပဲပြီးတော့ဘေးဘက်မှာအုတ်အဲဒီတွိုင်းလက်သွားတဲ့ဘက်ကဘေးဘက်ကအုတ်တိုင်းတွေပြိုသွားတယ်အရင်ဆိုးဆိုးဝါမှုပါဘူးဒါကတော့ကျွန်တော်တို့ဆိုင်ရဲ့ဘေးရပါတော့ပန်းတော့ရက်ွက်ထဲက မာစီဒီပေါ့နော်မာစီဒီမှာဆိုလို့ရှိရင်လေပုံမှန်ရက်တွေဆိုလို့ရှိရင်ဒီဖရာပြုပြင်မှုမှန်တွေကဆိုအလုံးလုံးနေကြတဲ့သူတွေအများကြီးရှိတယ်အနည်းဆုံး90နဲ့အထက်မှာရှိမယ်လို့ကျွန်တော်ထင်တယ်ခါရင်ရက်တွေလည်းကျွန်တော်ဆိုင်ရန်တွေတွေ့နေရပါတော့အပေါ်မှာညံအနေနဲ့အလုံးလုံးနေကြတဲ့သူအများကြီးရှိပါတယ် ဲ့နေရာဥပုံနေဖြစ်မဲ့ထင်တယ်ဥပုံနေမလို့နားကြတာနေမှာအလုတ်စင်းနေရဲ့ဆိုလို့ရှိရင်အများကြီးပဲအကုန်လုံးပြုတ်ကြမှာပေါ့နော်အဲ့နေရာတော့မှဖြစ်ဖြစ်ချင်းတန်းတွေးလိုက်တာပေါ့နော်ဟိုတော်သေးတယ်ပဲပြောမှာပေါ့နော် ပြီးတော့တကြဒီတာစာတင်တိုက်ပေါ့နော်တကြဒီတာစာတင်တိုက်မှာလဲကျွန်တော်တို့အဲ့နေကဆွန့်ကပ်ပြီးတော့ပြန်လာကြတာငလင်လောက်တော့ကျွန်တော်တွေးလိုက်သေးတယ်ဟာအဲ့ကျောင်းမှာလဲအဆောက်အဦတွေအကြီးကြီးတွေဟိုအမေနဲ့တောင်မှဘေးရောက်တော့အမေကလည်းပြောတာပေါ့နော်အေးအဲ့ဆရာလေးတွေကျောင်းအဆင်ပြေလားမသိဘူးလို့တော့ကျွန်တော်တွေးနေကြတာပေါ့နော်ဆရာလေးတွေကျောင်းလဲဒီနေ့မှာကျွန်တော်အင်တာနက်ရလို့တရင်တွေ့တာဆရာလေးတွေကျောင်းမှာလဲဒါဒဏ်ရာရတာလေးတွေတိစုံမှုလေးတွေရှိတယ်လို့ သိရတယ်ဗောနော်တကယ်လဲစိတ်မကောင်းတဲ့သတင်းစိုးတွေကြီးပါပဲသတင်းတွေကတော့ကြားရတာတခုမှဟိုကြားချင်းစရာသတင်းမရှိဘူးဗောနော်အဲ့တော့ဒါမျိုးကြီးတွေလည်းကျွန်တော်ရိုက်မပြချင်ပါဘူးဒါပေမဲ့လေဟိုစိတ်ငင်းနေလို့စိတ်မကောင်းဖြစ်နေလည်းမရောလေကျွန်တော်ပြန်လဲရုံထားရမှာပဲလေနော်အဲ့တော့ပြန်လဲထူထောင်ရေးတွေလုပ်လို့ရအောင်ဒါလိုအပ်တဲ့နေရာတွေအကျိုးရှိအောင်လိုတဲ့နေရာလှူဒန်းနိုင်အောင်ကျွန်တော်ခုလိုလေးရိုက်ပြီးတော့တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်စိုင်ပေးရအော်ဒရိုင်း ပြိုသွားတဲ့ဟာလေးတွေပေါ့နော်ဒါကျွန်တော်တို့ဒီဘေးမှာပေါ့နော်နောက်မှာရောက်နေတဲ့သူတွေကနောက်မှာယောက်ျားလေးဆောင်ရှိတယ်ယောက်ျားလေးတွေအဲ့ဘေးကနေပြေးမလာမိလိုက်တာလဲတော်သေးတာပေါ့နော်ပြေးလာမိရင် order တိုင်းပြတာပဲဖြစ်ပြီးတော့ ထိခိုက်နိုင်တာတွေရှိတယ်ဗောနော်အဖွားကိုစိတ်ပူပြီးတော့ဗောနော်အဖွားကဘယ်မှာလဲရွာကိုပို့လိုက်ပါလားဆိုပြီးလာပြောတာတွေလည်းရှိတယ်ဗောနော်ကျွန်တော်ရွာဘက်ကလည်းငလင်ကြောမိတယ်ထဲပါတယ်လို့ပဲပြောရမှာဗောနော်ရွာမှာကျွန်တော်အတော်အိမ်ပြူသွားတာလည်းရှိတယ်အရင်စိုးစိုးဝိုင်းတော့မဟုတ်ဘူးဗောနော်ကုမဲမြစ်သားမှာလည်းအဆောက်အဦးတွေပြူတာတွေရှိပါတယ်အဲ့တော့ရွာလည်းခုလက်တော်တော့ပြန်ပို့လို့မရဘူးဗောနော်အဖွားကစကိုင်းမှာကျွန်တော်လည်းတူရှိပါတယ်ဘေးကင်းပါတယ်ဗျာနော်ဒါလည်းပန်တော့ရက်ထဲကဗောနော်ပန်တော့ရက်ထဲကကော်ဖီဆိုင်တစ်ခုဗောနော်ဒီမှာလည်းပြည့်စုံချုံမှုအရင်များပြီးတော့အသက်ဆုံးရှုံးသွားတဲ့သူလည်းရှိတယ်ဗောနော် ဒီဒီရာဒီဖုန်းเจ้าဆိုကျွန်တော်တို့ရက်ွက်ထဲရာဖုန်းเจ้าမှာအကျွန်တော်ဒီခေါက်ဆွဲကြော်လေးပါ order လက်ခံလို့ရှိရင်အဲ့ဖုန်းเจ้าမှာနောက်ဆုံးပေါ့နော်ဖုန်းဖုန်းရဲ့အကြောင်းခေါက်ဆွဲကြော်လေးတွေဒါစွန်းသွားကက်ပြီးတော့ဖုန်းဖုန်းကအလှူရေးစချအမျှဝေပေးနေကြပါတော့ဖုန်းဖုန်းရဲ့အကြောင်းမှာလည်းပျက်စီးဆုံးရုံးမှုတွေများပါတယ်။အเจ้าနိုင်စီကတော့ဖုန်းဖုန်းကတော့ဘေးကင်းပါလိမ့်ဗျာနော်။ဒါပန်တော့ရက်ွက်ထဲကပျက်စီးဆုံးရုံးမှုများတဲ့အိမ်တွေပေါ့နော်။ကျွန်တော်တို့ရက်ွက်လည်းတော်တော်လေးဆိုးတယ်။ရှင်မွန်းရက်ွက်လည်းဆိုးတယ်။တော်တော်လေးကိုပျက်စီးဆုံးရုံးမှုများပါတယ်။ဒါကိုင်းတစ်မျိုးလုံးနှိပါပါပဲဒီမှာဆိုလဲဒါမဟာစီဒီရဲ့အုတ်တတိုင်းနေ အားလုံးပျက်စီးတာဗောနော်ဒီမှာဒါဓမ္မယုံခေါ်มาလာအခုကျွန်တော်အတန်သွင်းနေတဲ့လမ်းတွေကိုဒုံးဆိုပြီးတော့ဒီမှာလှုပ်သွားပြန်ပြီဗောနော်တစ်ချက်နော်ကျွန်တော်လဲရသွားတာကျွန်တော်အခုကလိုင်းရတဲ့နေရာလေးမှာဗီဒီယိုတင်ဖို့အတွက် recording ဖမ်းနေရဗောနော်ဒီမှာလှုပ်နေတော့မဲ့ဗျာသခိုင်းယုံมาတော့လေတောက်လျှောက်ဒါဗီဒီယိုကရိုက်ထားတာတက်တက်ဗောနော်ကျွန်တော်ရင်းနေပါတုံသွားတယ်အခုဘယ်တောက်လျှောက်လှုပ်နေတော့မှာပဲအရှင်နေတွေကတော့တကယ်လန်သွားလားရင်းနှီးထုံသွားပါတော့အဲ့တော့ အလုံးပဲဘေးကင်းကြပါစေနော်အလုံးပဲအထူးကူဆိုင်ကြပါအဆောက်အဦတွေပါရင်မှာတော့မနေကြပါနဲ့ဒါကိုယ့်ဘက်မှာမဖြစ်ဘူးဆိုပြီးတော့လည်းပို့ဆောင်မှုဖြစ်ကြပါနဲ့နော်ဟိုလိုပေါ့နော်ဒါဖြစ်ထားတဲ့ဒေသတွေလို့ရှိရင်လည်းအဆောက်အဦတွေပါရင်ထားတဲ့ဘာညာဆိုရင်အထဲမှာမနေကြပါနဲ့ကျွန်တော်တို့တော့မှစိုင်တိတ်မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဒါအပြင်မှာပဲနေနေကြပါတယ်ကဲအလုံးပဲကြီးစုပြကြီးစုတင်ပါတယ်အဲ့တော့လူတန်းကျင်တဲ့တင်ငယ်ကြီးကျွန်တော်ဆက်သွယ်ပေးကြပါဗျာနော်